နိုဝင်ဘာလ30ရက်နေ့ကထောင်တရုတ်ပင်လယ်ပြင်အတွင်းမှာဖိလစ်ပိုင်ကမ်းခြေဆောင်တပ်ရဲ့တန်300အလေးချိန်ရှိတဲ့ကင်းလေသင်္ဘော BRP Cabra ကတရုတ်ကမ်းခြေဆောင်တပ်သင်္ဘောတစ်စီးကိုအငင်းပွားရှိပြင်ကနေမောင်းထုတ်နိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဖိလစ်ပိုင်တပ်ဖွဲ့တွေက ပို့ပြီးတော့ကြီးမားတဲ့တန်3000အလေးချိန်ရှိတဲ့တရုတ်ကမ်းခြေဆောင်တပ်သင်္ဘောနှက်စီးကိုရေဒါနဲ့ခြေရာခံမိခဲ့ပြီးတော့စုစုပေါင်းတရုတ်သင်္ဘော3စီးစလုံးကိုဖိလစ်ပိုင်သီးသန့်စီးပွားရေးဆောင် EEZ ရဲ့အပြင်ဘက်ရေမိုင်တရာလောက်အကွာမှာထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဖိလစ်ပိုင်ကမ်းခြေဆောင်တပ်ပြောရေးဆိုခွင့်ရှိသူကအရင်နေ့မှာပဲသတင်းထုတ်ပြန်ခဲ့ရမှာ BRB Cabra က ဇမ်ဘလီလက်စ်ဒီနယ်ရဲ့ရေပိုင်နဲ့စုံတွေကိုဝင်ရောက်ဖို့စူးစမ်းနေတဲ့တရုတ်သင်္ဘောတွေကိုတားဆီးနိုင်ခဲ့လို့ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့ဒီလိုရက်တည်းကဖိလစ်ပိုင်ရေချောင်းစုံဥပဒေကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာကွန်ဗင်းရှင်းနဲ့2016ခုနှစ်ကတရုတ်ရဲ့ခြေပြန်းတဲ့နယ်မြေပိုင်ဆိုင်မှုအရေးဆိုချက်တွေကိုပယ်ချခဲ့တဲ့ ခုံတမာတိဆုံးဖြတ်ချက်တွေကိုချိုးဖောက်နေတယ်လို့သူဟာအလေးနဲ့ပြောကြားခဲ့ပါတယ်။ဒီနှစ်အတွင်းမှာဖိလစ်ပိုင်ရေတပ်သင်္ဘောတွေကတောင်တရုတ်ပင်လယ်ပြင်မှာသူတို့ထက်အများကြီးပိုကြီးမားတဲ့ပြိုင်ဘက်တွေကိုအကြိမ်ကြိမ်အနိုင်ယူခဲ့ပါတယ်။နောက်ဆုံးဖြစ်ရမှာဆိုရင်တော့ တန်300တာရှိရဲ့ကင်းလက်ရှိလေလေးတစ်စီးရတရုတ်တင်မောသုံးစီးကိုအောင်မြင်စွာဟန်တားနိုင်ခဲ့တာကဒေတာရင်းလေးလာသူတွေကိုအံ့အားသင့်စေခဲ့ပါတယ်ဒီအောင်မြင်မှုတွေရဲ့တော်ချက်ကတော့ဂျပန်နိုင်ငံတိစောက်ပေးထားတဲ့ဖရိုလာအတန်းအစားကင်းလက်သင်္ဘောတွေပါပဲ။ဒီသင်္ဘောတွေကတရုတ်ရေတပ်ကိုထိထိရောက်ရင်ဆိုင်နိုင်စွမ်းရှိရဆိုပြီးတော့နာမည်ကောင်းရရှိလာနေပါတယ်။အရင်တော့အသိပြီးတော့လူမသိခဲ့ပေမဲ့ဖရိုလာအတန်းအစားသင်္ဘောတွေက လွန်ခဲ့တဲ့လအနည်းငယ်ကမှမိမောင်းထိုးပြခံခဲ့ရတာပါဩဂုတ်လ17ရက်နေ့တုန်းကဖိလစ်ပိုင်ကင်းလက်သင်းမော BRP ဆူလွန်န်ကငါးဖန်သမားတွေကိုရိတ်ခါသွားဖို့နေတုန်းမှာတရုတ်ကန်ကြီးဆောင်တက်သင်းမောတစည်းကစတင်နှောက်ရှက်ပြီးတော့အချိန်ပြင်းပြင်းနဲ့လိုက်ဖမ်းခဲ့ပါတယ်မကြခင်မှာပဲတရုတ်ဒုံးကြီးတင်ဖြတ်သင်းမောလဲရောက်လာပြီးတော့ဘူပေါင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်နောက်ပိုင်းဖိလစ်ပိုင်ဘက်ကထုတ်ပြန်လိုက်တဲ့ဗီဒီယိုဖိုင်တွေအရာ တရုတ်သင်္ဘောနှစီဟာဖိလစ်ပိုင်ကင်းလက်သင်္ဘောကိုညှက်ပိတ်ဖို့ကြိုးစားခဲ့တာကိုတွေ့ရပါတယ်ဒါပေမဲ့သူတို့အကွာအဝေးကိုမာယွန်းတွက်ချက်မိပြီးတော့အချင်းချင်းပြင်းထန်စွာတိုက်မိခဲ့ကြပါတယ်ဖြတ်သင်္ဘောရဲ့ဥပိုင်းဘိုးကအကြီးကျယ်ပျက်စီးသွားခဲ့တယ်လို့ကန်းကြီးဆောင်တပ်သင်္ဘောရဲ့ဥပိုင်းလည်းလုံးဝပျက်စီးသွားခဲ့ပါတယ်မတိုက်မိခင်လေးမှာကန်းကြီးဆောင်တပ်သင်္ဘောရဲ့ဥပိုင်းပေါ်မှာတရုတ်ဝန်ထမ်းတချို့ရှိနေတာကိုတွေ့ခဲ့ရပါတယ်သတင်းတွေအရအသေးအပြောင်းရှိနိုင်တယ်လို့ဆိုပေမဲ့ တရုတ်အာဏာပိုင်တွေကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှမပြောကြားခဲ့ပါဘူးဒီဖြစ်ရပြီးရနောက်မှာ BRB ဆိုနန်ကဖိလစ်ပိုင်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးတော့ဒင်မိုသားတွေဟာသူတို့ရဲ့တတိယအတွက်စုချင်းမြင့်ခံခဲ့ရပါတယ်ဆိုနန်ကဗန်ကဖိလစ်ပိုင်ကန်ဂျီဆောင်တက်အတွက်ကိုတိဆောက်ပေးထားတဲ့ဖာရိုလာအတန်းစားကင်းလက်ဒင်မိုဆယ်စည်းတွေကပြင်စမမြောက်ဒင်မိုဖြစ်ပါတယ် BRP ကပရာကတော့အထမမြောက်သင်္ဘောဖြစ်ပြီးတော့ခုနပြောခဲ့တဲ့တရုတ်သင်္ဘော၃စီးကိုအနိုင်ယူခဲ့တဲ့သင်္ဘောပါပဲကပရာအလျား44.5မီတာအနံ9.5မီတာရှိပြီးတော့ရေစူး320တန်နဲ့အမြင့်ဆုံးအမြန်နှုန်း25ရေမိုင်တော့အထီကို မောင်းနေနိုင်တာဖြစ်ပါတယ်လေလာသူတို့ထောက်ပြတာကတော့ဖိလစ်ပိုင်မှာအမေရိကန်တပ်ဖွဲ့တွေရှိနေပေမဲ့ ပြောရမယ်ဆိုရင်တရုတ်ဟာတိုက်ရိုက်စီရီထိတိုက်တွေးမှုကိုရှောင်ရှားပြီးတော့ဖိလစ်ပိုင်ကို တောင်တရုတ်ပင်လယ်ပြင်ကအဓိကပြိုင်ဘက်အဖြစ်ဆက်လက်ဆက်ဆံနေရလို့ဆိုပါတယ်။ပေကျင်းကစီရီအင်အားသုံးမဲ့အစားမီသပိုက်တီနဲ့အထိုးတာပြည်သူစစ်ငါးဖန်းသင်္ဘောအုပ်စုတွေနဲ့ဝိုင်းတာတမင်တသက်ဝင်တိုက်တာတွေလုပ်ပြီးတော့ဖိအားပေးနေပါတယ်။မနီလာကတော့ဒါအခြေအနေတွေပိုဆိုးမသွားအောင်လို့အများအားမနီလာကထိမ့်ထိမ့်တိမ့်တိမ့်တုံ့ပြန်လေးရှိပေမဲ့ သူရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်တွေအပေါ်မှာတော့ခိုင်မာစွာယက်တီနေတာဖြစ်ပါတယ်။ဒီယက်တီချက်က တရုတ်အာဏာပိုင်တွေကိုဆက်လက်စိတ်ပြက်စေပါတယ်။တရုတ်ကွန်မြူနတီပါတီကအခြေအနေပိုဆိုးသွားအောင်ကြောင်းပြချက်ရဖို့အတွက်တမင်တသက်ပြင်းထန်တဲ့တိုင်းမိမှုတွေဖန်တီးဖို့ဝင်မလေးကြောင်းပြသခဲ့ပါရယ် ဒါပေမဲ့ဘေကျင်းရဲ့ရေတန်းကဖရိုလာအတန်းစားသင်္ဘောတွေမှာတာလွန်တဲ့အမြန်နှုံနဲ့လှုပ်ရှားနိုင်စွမ်းရှိနေတာကြောင့်တစည်းချင်းတိုင်းမိအောင်လှုပ်ဖို့ခက်ခဲတယ်ဆိုတာကိုသင်ကန်းစာရခဲ့ပါတယ်။ဒါကိုတံပြန်ဖို့အတွက်သူတို့ဟာမျက်ပိတ်တဲ့နီးဖြူဟာကိုတုံးခဲ့ပေမဲ့ဒီနီးဖြူဟာကလည်းဖိလစ်ပိုင်သင်္ဘောရဲ့ထူးခြားကောင်းမွန်တဲ့စွမ်းဆောင်ရည်ကြောင့်ကြီးကြီးမားမားကြာရှုံးခဲ့ရပြန်ပါတယ်။ဩဂုတ်လ17ရက်ပြည့်ရက်မှာတိုင်းမိခဲ့တဲ့တရုတ်သင်္ဘောနှက်စီးကတော့ အမြန်ဆုံးရှေးမိုင်25မိုင်ကျော်မောင်းနှင်လာတဲ့056အတန်းစာခေါ်ဘက်စစ်သင်္ဘောကိုအစင်းမြင့်တင်ထားတဲ့ပြည်သူစစ်သင်္ဘောနဲ့ရေမိုင်32မိုင်အထိမောင်းနိုင်တဲ့052ဒီအတန်းစာဖြတ်သင်္ဘောတို့ဖြစ်ပါတယ်ဖရိုလာအတန်းစာသင်္ဘောတွေကတော့တရဝင်စည်ရင်အရ25မိုင်ပဲမောင်းနိုင်တယ်လို့ဆိုထားပါတယ်တရုတ်စီမံကိန်းရေးဆွဲသူတွေက သူတို့ရဲ့ညက်ပိတ်နေပြူဟာအလုံးဖြစ်မယ်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ထောင်ချောက်ကိုရိမ့်မိလိုက်တဲ့ BRP ဆူနန်ကရုတ်တရက်အချိန်မြင့်လိုက်ပြီးတော့ချင်းမြောင်းလာတဲ့နေရာလွတ်လေးကြားကနေပြီးတော့စကန်ပိုင်းအတွင်းမှာပဲလွတ်ထွက်သွားခဲ့ပါတယ်။ချိန်သာကိုက်ပြန်မညိနိုင်တော့တဲ့တရုတ်သင်္ဘောဟာဝင်လာနေတဲ့နောက်ထပ်သင်္ဘောတစ်စင်းကိုဝင်တိုင်းမိပါတော့တယ်။ပင်လယ်ပြင်အခြေအနေနဲ့ဖြတ်သင်္ဘောရဲ့ဝင်လာတဲ့အချိန်ကိုကြည့်ပြီးတော့လေးလာတဲ့သူတွေခံမှန်းတာကတော့ ဆူလျန်ကလွန်မြောက်ဖို့ကြိုးစားတဲ့အချိန်မှာအနည်းဆုံး35ရေမိုင်လောက်အရှိန်တင်ခဲ့ရလို့ဆိုပါတယ်။ဒါဟာတရားဝင်ထုတ်ပြန်ထားတဲ့အမြင့်ဆုံးအမြန်နှုန်းထက်အများကြီးပိုပါတယ်။တရုတ်သင်္ဘောသားတွေရဲ့အထွေထွေညှို့နယ်မှုအားလည်းတိုင်မီရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပေမဲ့ဖိလစ်ပိုင်သင်္ဘောဆူလျန်ရဲ့ရုတ်တရက်အရှိန်မြင့်တင်နိုင်စွမ်းနဲ့တာလွန်နဲ့လှူရှားနိုင်စွမ်းတွေကတရုတ်သင်္ဘောတွေကိုလုံးဝအားအသင့်စေခဲ့ပြီးတော့အဆုံးဖြတ်မှားရမှုကိုဖြစ်စေခဲ့တာဖြစ်ပါတယ်။ ပေကျင်းကပြီးခဲ့တဲ့နှစ်ကတည်းကဖရိုလာအတန်းစားသင်းမော်တွေကိုစောင့်ကြည့်နေခဲ့ပေမဲ့သူတို့ရဲ့တကယ့်စွမ်းဆောင်ရည်အစစ်အမှန်ကိုတော့မသေးကြမရေရာဖြစ်နေတော့ပါပဲဒီဖရိုလာအတန်းစားကင်းလဲသင်းမော်တွေကို2013ခုနှစ်ဇူလိုင်လမှာဂျပန်ဝင်ကြီးချုပ်ရှင်ဇိုအာဘေဖလပိုင်ကိုလာရောက်လဲပတ်ပြီးတော့သမရအာခွီနိုနဲ့တွေ့ဆုံကလွှဲပြောင်းပေးမဲ့သဘောတူညီချက်ရယူခဲ့တာဖြစ်ပါတယ် 2014ခုနှစ်ဧပြီလမှာအာဘီအစိုးရကကာဝေးပစ္စည်းကိရိယာလွှဲပြောင်းခြင်းဆိုင်ရာမူဝါဒ၃ရက်ကိုချမှတ်ခဲ့ပါတယ်။ဒီမူဝါဒကဂျပန်ကိုဖိလစ်ပိုင်စီစစ်ဘက်မဟုတ်ဘဲကမ်းခြေဆောင်တပ်သင်္ဘောတွေအဖြစ်သတ်မှတ်ထားတဲ့ဖရိုလာအတန်းစားကင်းလက်သင်္ဘောဆယ်စီးထောက်ပံ့ခွင့်ရရှိခဲ့ပါတယ်။ ဖိလစ်ပိုင်မှာဂျန်ပုံငွေအကန့်အသတ်ရှိတာကြောင့်ဂျပန်ကဒေါ်လာတန်190ခန့်ချင်းငွေပေးခဲ့ပါတယ်။ဒီစီစဉ်ကိုတရားဝင်ဖွံ့ဖြိုးရေးအကူအညီ ODA အနေနဲ့ပုံဖော်ခဲ့ပြီးတော့ Japan Marine United ကယိုဂိုဟာမာတင်မောချင်းမှာဘတ်ဆောင်သုံးတုံးပြန်ရေးတင်မောဆယ်စီးကိုတည်ဆောက်ခဲ့ပါတယ်။အများပြည်သူသိအောင်ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရဒီတင်မောတွေကဂျပန်ရဲ့ကိုပိုင်တန်180ခန်းကြီးဆောင်တက်ကင်းလက်တင်မောတွေနဲ့ရှင်လို့ရတယ်လို့ဆိုပါတယ်။ တင်မိုတစည်းစီမှာအရာရှိ9ဦးနဲ့တခြားအဆင့်20စုစုပေါင်း25ဦးအထိလိုက်ပါနိုင်ပါတယ်။ MTU စနှလုံးထိုးဒီဇယ်အင်ဂျင်နှလုံးတက်ဆင်ထားပြီးတော့စုစုပေါင်းဆိုရင်တော့2580 kW စွမ်းအင်ထုတ်ပေးနိုင်ပြီးရေမိုင်1500အထိခရီးနှင်နိုင်ပါတယ်။အမြန်နှုန်းနဲ့ခရီးရောက်ရှိနိုင်မှုပေါင်းဆက်ထားတဲ့အတွက်တည်သက်စီးပွားရေးဆောင်ကင်းလဲမှုတွေအတွက်အကောင်းဆုံးဖြစ်ပါတယ်။ ပထမဆုံးသင်္ဘောကို2016ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့မှာစတင်တည်ဆောက်ခဲ့ပါတယ်။ဥဆောင်သင်္ဘော BRP Tavendahar ကို2016ခုနှစ်ဩဂုတ်လ18ရက်နေ့မှာရေးချခဲ့ပြီးတော့အရီလာမှာပဲလွှဲပြောင်းပေးခဲ့ပါတယ်။ဂျန်နေသင်္ဘောတွေကိုတော့ဒုံးလာတစည်းနှုံနဲ့ဇတိုက်ပို့ပေးခဲ့ပြီးတော့2018ခုနှစ်မှာရေးတက်တစ်ခုလုံးပြီးစီးခဲ့ပါတယ်။ဒီဘက်ဆောင်သုံးတုံးပြင်းရေးသင်္ဘောတွေမှာ S band နဲ့ S band ရေချောင်းပြရေဒါရီအစစ်မြစ်ရေဒီယိုဆက်သွယ်ရေးနဲ့စောင့်ကြည့်ရေးစနစ်တွေပါဝင်ပါတယ်။ဂုံပတ်ပက်လေကိုကြီးကားပြားတွေနဲ့ကာကွယ်ထားပြီးတော့ဒါဟာ၂000တခုနှစ်ကအမည်မသိသင်္ဘောဖြစ်ရပြီးကလေးကဂျပန်ကင်းလေသင်္ဘောတွေရဲ့စံတမ်းမချက်တစ်ခုဖြစ်လာပါတယ်။အရင်ဖြစ်ရက၂000တခုနှစ်ဒီဇင်ဘာလ22ရက်နေ့မှာတူရှူအနောက်တောင်ဘက်ရှေ့ပြင်မှာဖြစ်ပွားခဲ့တာပါ။ဂျပန်ကန်ကြီးဆောင်တပ်သင်္ဘောတွေကအရှေ့တရုတ်ပင်လယ် အာမာမီအိုရှိမားအနီးမှာမြောက်ကိုရီးယားတရှိုတင်မောတစီနဲ့6နာရီကြာတိုက်ပွဲဖြစ်ခဲ့ပါတယ်။တန်တရားဖြစ်ပွဲရေဒီယိုထုံးလွှင့်မှုတွေရပြီးတဲ့နောက်မှာကန်ဂျီဆောင်တက်ကစတင်ပြစ်ခတ်ခဲ့ပါတယ်။ဂျူးကျော်တင်မောဟာနောက်ပိုင်းမှာတရုတ်တီးတဲ့စီးပွားရေးဆောင်အတွဲမှာကိုကိုကိုဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။ဆေးရုပ်ရေးလုပ်ငန်းတွေအရဒါဟာတန်ချက်ကအကြီးစားတက်ဆင်ထားတဲ့မြောက်ကိုရီးယားသရှိုသင်္ဘောဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ဥပဒေစိုးမိုးရေးတာဝန်တွေအတွက်ဖရိုလာအတန်းစားသင်္ဘောတွေမှာ ညာကြည့်ကင်မရာတွေ electronic သတိပေးဆိုင်ပုတ်တွေအားကောင်းတဲ့ရှာဖွေရေးမီးမောင်းတွေနဲ့သင်္ဘောအနောက်ပိုင်းကနေလွတ်တင်နိုင်တဲ့အမြန်နှုံးမြင့်လေဖောင်းလေတစည်းပါဝင်ပါတယ် ဂျပန်ရဲ့ကိုပိုင်တန်180ကင်းလဲ့သမောတွေမှာအသေးဆုံးအမြန်ပြည့်တနက်တွေပါပေမဲ့ဒီဘက်ဆောင်သုံးတုံးပြန်ရေးသမောတွေကိုတော့လည်းနဲ့မတက်စင်ပဲပေးပို့ခဲ့တာပါ2021ခုနှစ်ကြာမှဖလပိုင်ကဒေမော6စီးမှာအစ္စရေးနိုင်ငံထုတ်အဝေးထင်းလက်နက်စနစ်တွေတပ်ဆင်ခဲ့ပြီးတော့စနစ်တမ9မီလီမီတာစစ်သည်ကြီးတွေနဲ့အနီအောက်ရောင်ကြီးအာယုံကန်ပြင်းမဲ့ရှာစနစ်တွေပါဝင်ပါတယ်။ဒီအဝင်အချက်လက်တွေအရဘရိုလာအတန်းစားရဲ့အမြင့်ဆုံးအမြန်နှုန်းကရှေးမိုင်း 25မိုင်နှုန်းဖြစ်ပါတယ်။နိုင်ရှင်ကြည့်ရင်1980ပြည်လုံးနှစ်တွေကဂျပန်ရဲ့တန်တရာ80ဘန်ဆန်အတန်းစားသင်းမောတွေဟာ35ရေမိုင်အထိမောင်းနေနိုင်ပြီးတော့1990ပြည်လုံးနှစ်တွေမှာအင်ဂျင်အစင်းမြင့်တင်ပြီးမှနောက်မှာတောင်မှဒီကနန်းကမပြောင်းလဲပါဘူး1999ခုနှစ်မှာနောက်ထပ်အမည်မသိမြောက်ကိုရီးယားသင်းမောတစ်စီးနဲ့တွေးဆောင်ပြီးတဲ့နောက်ဂျပန်ကရေမိုင်40ကျော်မောင်းနိုင်တဲ့ညံလုံးမြင့်ကင်းလဲလီတွေကိုထိထွင်ခဲ့ပါတယ် အလူမီနီယံကိုယ်တင်နဲ့တိဆောက်ထားတဲ့ဒီလေတွေကိုမြင်းကောင်ရင်9000အား DJ engine 3လုံးနဲ့ရေချက် water jet စနစ်တွေနဲ့မောင်းနေပါတယ်။တရံဝင်ဂိန်းကနန်းတွေကရေမိုင်40ကျော်လို့ဆိုပေမဲ့တကယ်အမြင့်ဆုံးအမြန်နှုန်းကိုတော့လျှို့ဝှက်ထားပါတယ်။ဥဆောင်တင်မောစံတမှုတွေမှာရေမိုင်90ကျော်ခဲ့ရလို့သတင်းတွေထွက်ခဲ့ပါတယ်။ တရားဝင်စီးရင်မှာစွမ်းအားရော့ထားတဲ့စနလုံးထိုးအင်ဂျင်နီလို့ဖော်ပြထားပေမဲ့ BRP Sullian ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်ကြောင့်မနီလာကသင်္ဘောရဲ့စွမ်းရည်အပြေးအဝါကိုဖုံးကွယ်ထားတာဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကတန်တရားရှိနေကြပါတယ်။ဒီလိုဝက်ချက်ကတရုတ်ရဲ့ကိုယ်စွမ်းရည်ကိုခြေကားပြောဆိုလို့ရှိရတဲ့အလေးထားနဲ့လုံဝဆန့်ကျင်ဘက်ဖြစ်နေပြီးတော့ ဲ့ဒီအလီထားကပဲမကြသေးမီကရေတက်ဆိုင်ရာတွက်ချက်မှုအမားတွေကိုဖြစ်စေခဲ့တာပါဒေါတီယိုပင်လဲမှာအချုပ်ချာအာနာပိုင်ဆိုင်ချောင်းပြောဆိုထားတဲ့နိုင်ငံ9နိုင်ငံရှိပါတယ်တရုတ်ထိုင်ဝမ်ဗီယက်နမ်ဖိလစ်ပိုင်မလေးရှားဘရူနိုင်းနဲ့အင်ဒိုနီးရှားတို့ဖြစ်ပါတယ်ဒါပေမဲ့ဘေကျင်းကဖိလစ်ပိုင်အပေါ်အပြင်းထန်ဆုံးဆက်ဆံလေးရှိပါတယ်လေးလာသူအများအပြားက2013ခုနှစ်ကအဖြစ်အပျက်ကိုထောက်ပြကြပါတယ် အဲဒီနေ့မှာမနီလာကအမြဲတမ်းခုံတမာတိယုံမှာတရုတ်ကိုပထမဆုံးစိန်ခေါ်တဲ့နိုင်ငံဖြစ်လာခဲ့ပြီးပြပြတသားအနိုင်ရခဲ့ပါတယ်တရုတ်ရဲ့ကိုးချောင်းဆွဲမြင်းဟာနိုင်ငံတကာဥပဒေအရအခြေမြစ်မရှိကြောင်းဘေကျင်းမှာတယန်ဇာတရိအပေါ်တမိုင်းဆိုင်ရာအခွင့်အရေးမရှိကြောင်းနဲ့ပြောရမယ်ဆိုရင်တော့ဒါ UNCLOS and close out ကသဘောတူစာချုပ်အများအပြားကိုချိုးဖောက်ခဲ့ကြောင်းခုံရုံးကဆုံးဖြတ်ခဲ့ပါတယ်ဖိလစ်ပိုင်မှာစစ်အင်အားနေပါပေမဲ့ ပိုင်ဆိုင်မှုအရေးဆိုသူတွေထဲမှာဥပဒေကိုကျင့်တရားနဲ့တန်တမန်ရေးရာအရာအခိုင်အမာဆုံးယက်တိချက်ရှိနေပြီးတော့တခြားအာဆီယံနိုင်ငံတွေထက်အများကြီးပိုအားကောင်းပါတယ်။ဒါကြောင့်လည်းမနီလာကတရုတ်ရဲ့အစံမပြတ်အနှောင့်အယှက်မှုတွေရှိနေပေမဲ့သူ့ရဲ့ကင်းစခန်းတွေကိုရိတ်ခါဖို့ဖို့တစ်သားအရက်ဖက်လီတွေကိုဆက်လက်စေလွှတ်နေတာဖြစ်ပါတယ်။အနီးနားမှာဖလစ်ပိုင်ဒရုန်းတွေလေယာဉ်တွေနဲ့ကမ္ဘာတဝန်ကဖိတ်ကြားထားတဲ့သတင်းတောက်တွေက ဖြစ်ရတိုင်းကိုတောင်ပေါင်းစုံကနေမှတ်တမ်းတင်နေကြပါတယ်။ရွေရဲချက်ကရန်စားဖို့မဟုတ်ပဲတရုတ်ကအတိအမှတ်ပြုထားတဲ့ဖလပိုင်နယ်မြေအတွင်းတရဝင်လုံဆောင်မှုတွေကိုနှောင့်ယှက်နေရဲဆိုတာအကြိမ်ကြိမ်သတိပြဖို့နဲ့2016ခုံတမာတိဆုံးဖြတ်ချက်ကိုကဘာပို့ပြီးတော့တည်လာအောင်လုပ်ဖို့ဖြစ်ပါတယ်။ဒီဖွင့်ချမှုတွေကပေကျင်းရဲ့မနီလာအပေါ်မကြေနပ်ချက်တွေကိုပုံမနဲ့ဆိုင်စေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအမေရိကန်ပြည်ထောင်စုကထိုင်ဝမ်နဲ့နီးတဲ့ လူစွန်းမြောက်ပိုင်းမှာစစ်ဘက်ဆိုင်ရာအဆောက်အုံအသစ်၃ခုနဲ့ဒါစပော့တလီဂျွန်းနဲ့မဝေးတဲ့ follower အနည်းမှာနောက်ထပ်တစ်ခုတိစောက်ခဲ့ပါတယ်။ကာကွယ်ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးသဘောတူညီချက် ADCA အရဝါရှင်တန်ကအမေရိကန်လီယန်နေတင်မောရီနဲ့ဝန်ထမ်းတွေလက်ခံနိုင်ဖို့ရှိပြီးသားဖိလစ်ပိုင်အခြေစိုက်စခန်းအများအပြားကိုလည်းခင့်မြောင်ပြုလုပ်နေပါတယ်။ထိုင်ဝမ်အရေးကြီးဖြစ်လာရင်ဒီနေရာတွေဟာအမေရိကန်တပ်ဖွဲ့တွေအတွက်အဓိကစုရက်တွေဖြစ်လာမှာပါ။1950ခုနှစ်အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်အသက်ဝင်နေသည့်ဘေကျင်းကဖိလစ်ပိုင်အပေါ်ဒိုင်းရိုက်အစီအရေးယူမှုတွေရှောင်ရှားပါလိမ့်မယ်။ အဲဒီအစားသူရဲ့စိတ်ပြည့်မှုတွေကိုအဆက်မပြတ်နှောင့်ယှက်တာတွေလုံးဆက်ခင်းတဲ့ဖြစ်ရတွေရနေတဆင့်ထွက်ပေါက်ပေးနေပါတယ်။ဒီမဟာပြူဟာမြောက်လက်တွေ့အခြေအနေကမနီလာရဲ့ခိုင်မာတဲ့ရည်တည်ချက်ကိုရှင်းပြနေပါတယ်။ဖိလစ်ပိုင်တက်မရော်ဗိုလ်ချုပ်ကြီးကအနောက်ဖိလစ်ပိုင်ပင်လယ်ပြင်မှာတရုတ်ရဲ့ရန်လိုမှုကိုတံပြန်ဖို့အမျိုးသားစီမံချက်၄ခုကိုမကြသေးမီကချပြခဲ့ပါတယ်။ပထမချက်အနေနဲ့တရုတ်ရဲ့အဆက်မပြတ်ရန်စားမှုတွေနဲ့လေတက်ရေတက်အင်အားအကန့်အသတ်ရှိပေမဲ့ ဖိလစ်ပိုင်ကအနောက်ဖိပလိုင်ပင်လယ်ပြင်မှာတက်ကြွတဲ့ဒီရှိမှုထိမ့်သိမ်းထားပြီးတော့အမြင့်ဆုံးထိမ့်သိမ်းမှုကိုကျင့်သုံးနေပါတယ်။ဒုတိယအချက်အနေနဲ့မနီလာဟာမဟာမိတ်တွေမိဖက်တွေနဲ့ဆက်ဆံရေးကိုနှစ်နိုင်ငံနဲ့နိုင်ငံစုံလေ့ကျင့်မှုတွေရေချောင်းပူးပေါင်းဆောင်ရွက်မှုတွေအနေနဲ့တဆင့်ဆက်လက်အားဖြစ်နေပါတယ်။တတိယအချက်အနေနဲ့ဖိလစ်ပိုင်ဟာအပြစ်မှန်တွေကိုဖော်ထုတ်ဖို့တရုတ်ရဲ့မောင်ရွတ်နဲ့ဇလန်တွေကိုတံပြန်ဖို့နဲ့အကြက်ကိုင်တဲ့လုပ်ရက်တွေကိုဖွင့်ချဖို့အတွက်ခိုင်မာတဲ့ပွင့်လင်းမြင်သာမှုစီယုံလှုပ်ဆောင်ရေးကိုလှုပ်ဆောင်နေပါတယ်။ ဆိုရှယ်မီဒီယာအနေနဲ့နိုင်ငံတကာဖိုရမ်တွေအထိရရှိနိုင်သမျှလမ်းကြောင်းအားလုံးကိုအသုံးပြုပြီးတော့ကမ္ဘာမီဒီယာတွေရဲ့အာရုံစိုက်မှုကိုထိန်းထားပါတယ်။စတုထားအချက်အနေနဲ့အတိုင်းပြည်ဟာတရုတ်ရဲ့တရားမဝင်အကြက်ကင်ရန်လိုပြီးတော့လှည့်စားတဲ့နီလန်းတွေကိုတံပြန်ဖို့တမျိုးသားလုံးပါဝင်တဲ့မဟာဗျူဟာကိုအကောင့်ထဲပေါ်နေပါတယ်။အစိုးရအေဂျင်စီတွေအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့အရက်ဖက်အဖွဲ့အစည်းတွေအားလုံးပါဝင်နေပါတယ်။ စစ်အင်အားတစ်ခုတည်းနဲ့ဒီလိုရန်လိုမှုကို မတန်ပြန်နိုင်မှန်းသိရပေခြင်းကနိုင်ငံရေးစစ်ပွဲကိုဆက်လက်ဆင်နွှဲနေပါတယ်။ United Front Work Department ကိုအသုံးပြုပြီးတော့ဖိလစ်ပိုင်ဆိုင်ရဆရဏီကိုလိမ့်လည်ရယူတာအထူးဗီဇာတွေကိုအလွဲသုံးစားလုပ်တာစွဲရင်နဲ့ဆက်သွယ်ရေးအခြေခံအဆောက်အုံတွေအပေါ်ဩစာလွှဲမိုးမှုရယူတာပြည်ရင်းမီဒီယာတွေနဲ့ influencer တွေကနေသတင်းမှဖြန့်တာဖိလစ်ပိုင်တရုတ်အတိုင်းအဝိုင်းကိုဆွဲဆောင်ဖို့ဂျူးစားတာတွေလုပ်နေပါတယ်။ United Front Work Department ကတချို့လုပ်ငန်းတွေစီကံထိန်းသိမ်းရင်းနဲ့တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေကိုအကျင့်ပြအောင်လုပ်တာလူမှုညီညွတ်ရေးကိုအားနည်းအောင်လုပ်တာစီးပွားရေးဖြတ်လို့ဖြည့်ဆည်းလုပ်တာနိုင်ငံရေးကိုယ်စားလှယ်လောင်းတွေကိုငွေကြေးထောက်ပံ့တာနဲ့အနောက်ဖိလစ်ပိုင်ပင်လယ်အရေးကိစ္စတွေကိုလူမှုဆွေးနွေးမှုမလုံနိုင်အောင်ဖိနှိပ်တာတွေလည်းလှုံ့ဆော်ပါတယ်ဒီအဖြစ်အပျက်ကိုတည်တည်ချာချာလေးလာကြည့်တဲ့အခါစိတ်ဝင်စားစရာအချက်၃ချက်တွေ့ရှိရတယ်လို့လေးလာသူတို့ကထောက်ပြကြပါတယ် တရုတ်သင်္ဘောသုံးစီးဟာဖလစ်ပိုင်ရဲ့ဖရိုလာခင်းလက်လေလေးတစီးကိုဝိုင်းထားပေမဲ့ရေပိုင်တဲ့အပြင်ဘက်မှာပဲအကွာအဝေးတစ်ခုချပြီးတော့နေခဲ့ကြပါတယ်။ဘာကြောင့်တရုတ်တို့ရသတိထားနေခဲ့တာလဲဆိုရင်အချက်သုံးချက်ရှိပါတယ်။ပထမဆုံးအချက်ကတော့ဖလစ်ပိုင်သင်္ဘောသားတွေရဲ့စိတ်ဓာတ်ကအယမ်းမြင့်မားနေတာနဲ့သူတို့ရဲ့သင်္ဘောကင်တွေတဲ့စွမ်းရည်ရလဲတာလွန်ကောင်းမွန်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်တရုတ်အစိုးရကဒီဖလစ်ပိုင်လေးကိုဝင်တိုက်ဖို့ဒါမှမဟုတ်အရှိန်မြင့်တင်ပြီးတော့ပုံမှန်ရန်စားဖို့ဝင်လင်းနေတာဖြစ်နိုင်ပါတယ်။ ဝင်တိုက်ရင်သူတို့ဘက်ကအပြစ်ဖြစ်သွားမှာကိုစိုးရင်တာပါဒုတိယအချက်ကတော့ဒီထိတိုက်တွေးဆုံမှုကဖိလစ်ပိုင်ကန်ယူရဲနဲ့နီးကပ်တဲ့နေရာမှာဖြစ်ပွားခဲ့တာပါအဲဒီနေရာမှာဆိုရင်ဖိလစ်ပိုင်ရေချောင်းပြတွေကရေလန်းချောင်းကိုပို့ပြီးတော့ကျွမ်းကျင်ပါတယ်တရုတ်တွေကမကြသေးမီကသူတို့ရဲ့ကိုတင်မောချင်းပြန်တိုက်မိတဲ့ဖြစ်ပျက်တွေကိုမှတ်မိနေတဲ့အတွက်ရေလန်းချောင်းမကျွမ်းကျင်တဲ့နေရာမှာအန်ဒီယမပြုတ်ရဲပဲသတိထားစီခဲ့တာဖြစ်နိုင်ပါတယ်တတိယအချက်ကတော့ ဒီဖြစ်ရက်ကတရုတ်တပ်ဖွဲ့တွေအတွင်အရေးအသွေးနဲ့စိတ်သက်သာစင်းလာတာကိုမိမောင်းထိုးပြနေပါတယ်။တရုတ်ဟာစီးပွားရေးခက်ခဲတွေနဲ့လူမှုရေးမငြိမ်မသက်မှုတွေကြားမှာရင်ဆိုင်နေရတာတပ်ဖွဲ့ဝင်အများပြားဟာမိသားစုအခက်ခဲတွေကိုပါရင်ဆိုင်နေရပါတယ်။ဒါကြောင့်သူတို့ရဲ့ရှံလိုတဲ့လုပ်ရက်တွေကိုထိုးအားပေးလို့တဲ့စိတ်သက်ကရောကြစေကြတာဖြစ်နိုင်ပါတယ်။ဒီကနေ့ဆွေးနွေးခဲ့တာတွေကလည်းအာရှဒေသဟာမည်မီပိုင်ဆိုင်မှုအငင်းပွားမှုတွေစီးရေးအရှိန်မြင့်တင်မှုတွေနဲ့ နိုင်ငံရေးဖိအားတွေကြားမှာတဖြည်းဖြည်းတင်းမာလာနေတယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်သာပါတယ်။ဂျပန်၊အိန္ဒိယနဲ့ဖိလစ်ပိုင်လိုနိုင်ငံတွေရဲ့တုံးပြောင်းပုံတွေကတရုတ်ရဲ့မဟာဗျူဟာကိုဘလို့စိန်ခေါ်နေတယ်ဆိုတာကိုလည်းတွေ့ရပါတယ်။ဒီအခြေအနေတွေကကမ္ဘာအင်အားကြီးနိုင်ငံတွေပါဝင်လာနိုင်တဲ့အန်ဒီယေဇီရဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီလို့အသုံးသတ်ရပါတယ်။ဗီဒီယိုလေးအဆုံးနည်းလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။